ပြည်တော်စုလွတ်တော်စီဝေးတယောက်လာတဲ့ပြည်တော်စုလွတ်တော်နိုင်ကာကြီးနဲ့တကွာမြို့သားညီညီအစိုးရပြည်တော်စုဝန်ကြီးဒုဝန်ကြီးများလွတ်တော်ကိုယ်စားလှယ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြို့သားညီညီအစိုးရအလို့သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေဖြစ်ပါတယ် အခုဒီလွတ်တော်မှာတင်သွင်းလာတဲ့အစိုးရနဲ့ပတ်သက်ပြီးတော့ပြန်လဲရှင်းလင်းဖြေကြားဖို့အတွက်ဆွေးနွေးဖို့အတွက်ကျွန်တော်ကိုမြန်မာညီညီအစိုးရကတာဝန်ပေးခဲ့တဲ့အတွက်ကြောင့်ဒီလွတ်တော်မှာကျွန်တော်အခုအစိုးရကိုဆွေးနွေးဖြေကြားมาဖြစ်ပါတယ်ကျွန်တော်တို့ဒီအချမ်းဘတ်စစ်ကောင်စီရဲ့တရားဝင်အတူအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စပြီးတော့တည်င်းစ ထုတ်တွင်ကာစား2022ခုနှစ်ကတည်းကကကျွန်တော်တို့မြို့သားညီညွတ်အစိုးရအနေနဲ့ proactive ဖြစ်ဖြစ်နဲ့ပဲကျွန်တော်တို့ addition election team ကိုဖွဲ့စည်းပြီးတော့စကားဆရဲ့အတူရောင်ယူောက်ဘွေးကိုကျွန်တော်တို့တားဆီးနိုင်ဖို့အတွက်စ조사ခဲ့ပါတယ်ယူောက်ဘွေးဆိုတာဒီမိုကရေစီမှာမပါမဖြစ်ပါဝင်တာဖြစ်ပေမဲ့လည်းစကားဆရဲ့ ရွေးကောက်ပွဲကတော့ဒီမိုကရေစီကိုအခြေမခံတဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်ပါတယ်။ပြည်သူလူထုအားလုံးရဲ့တခဲနဲ့ရွေးကောက်တင်မြောက်တဲ့မဲဆန္ဒတွေကိုပစ်ပယ်ပြီးတော့အာဏာလုခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာမလို့နီးနဲ့မှတရားမျှတမှုလည်းမရှိနိုင်ဘူး။ဒါအပြင်လက်ရှိနိုင်ငံရေးပြည်ထနာကူတွေကိုလည်းမဖြေရှင်းပေးနိုင်ဘူး။ဒါအပြင်စကားဆဟာရွေးကောက်ပွဲကို ကျင်းပနိုင်လောက်အောင်အထစ်ကိုသူ့မှာစွမ်းဆောင်ရည်မရှိဘူး။ဒါကြောင့်ဒီစကားဆရဲ့အတူရောင်ရွေးကောက်ပွဲဟာနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကိုယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ Anti-Shan Election Team ကိုဖွဲ့စည်းပြီးတော့ဒီစကားဆရဲ့အတူရောင်ရွေးကောက်ပွဲကိုတားဆီးနိုင်ရေးအတွက်ကိုကျွန်တော်တို့စူးစမ်းခဲ့ပါတယ်။ဒီလိုစူးစမ်းခဲ့တဲ့အခါမှာ မြူသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC ကိုလည်းကျွန်တော်တို့တင်ပြခဲ့ပါတယ်ဒီလို တင်ပြခဲ့တဲ့အတွက်ကြောင့်လဲ NUCC ကနေပြီးတော့ကျွန်တော်တို့မြူသားညီညွတ်ရေးအစိုးရနဲ့ပူးတွဲပြီးတော့ Andishan Election Joint Working Committee ကို ဖွဲ့စည်းပြီးတော့ကျွန်တော်တို့အလုံးညီညီညွတ်ညွတ်နဲ့ဒီစကစရဲ့အတူရောက်ရုပ်ောက်ပွဲကိုတားဆီးနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာနိုင်ငံရေးပါတီတွေ တော့တိုင်းသာလက်နက်ကင်အဖွဲ့အစည်းတွေတော့အတိုင်းမင်းငံကောင်စီတွေနဲ့ပါကျွန်တော်တို့ဆွေးနွေးပြီးတော့တူညီတဲ့လုပ်ငန်းစဉ်တွေချမှတ်ခဲ့ပါတယ်ဒီလုပ်ငန်းစဉ်တွေကနေပဲကျွန်တော်တို့တွေကနီလန်ပေါင်းစုံနဲ့စက္ကဆရဲ့အတူကြောင့်ရွေးကောက်ပွဲကိုဆန့်ကျင်တားဆီးနိုင်ရေးအတွက်ကိုကျွန်တော်တို့တွေစူးစမ်းဆောင်ရွက်ခဲ့ပါတယ်ဒီလိုစူးစမ်းဆောင်ရွက်တဲ့အခါမှာခုနကပြောသလို ြည်တွင်းမှာရှိနေတဲ့နိုင်ငံရေးပါတီတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတိုင်းရင်းသားအဖွဲ့အစည်းတွေတိုင်းပြည်ငံကောင်စီတွေနဲ့ပြည်တွင်းမှာတင်ဆောင်ရွက်ရုံများမကဘဲနဲ့ပြည်သူလူထုကိုဒီကျွန်တော်တို့သတင်းစကားပားတာတွေညပြည်ပနိုင်ငံတွေကိုနီလန်းမျိုးစုံနဲ့ကျွန်တော်တို့သတင်းစကားပားတာတွေပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ဒီလိုဆောင်ရွက်ခဲ့တဲ့အချိုးရလက်အနေနဲ့လေအခုဆိုလို့ရှိရင်စကဆာဟာသူ့ရဲ့အတူရောက်ရွေးကောက်ပွဲကို ဇလုံးမဲ့ဆိုပေမဲ့လေခုချိန်ကြီးကိုမကျင်းပနိုင်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့မြို့သားညညွေအစိုးရအနေနဲ့ဒီဆောင်ရွက်ချက်တွေကိုနည်းနည်းမှအားမလျှော့ပဲနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ဒီဆောင်ရွက်ချက်တွေကနေပြီးတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော့ဒီပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာပဲမြို့သားညညွေအစိုးရရဲ့ဝန်ကြီးဌာနတွေအတွင်းမှာ ကျွန်တော်တို့တိုင်မြင်ဆွေးနွေးပြီးတော့ mission ၅ရက်ကျွန်တော်တို့ချမှတ်ခဲ့ပါတယ်ဒီ mission ၅ရက်ကတော့ကျွန်တော်တို့တူးယောင်ယူကောက်ပွဲဆိုင်ရာသတင်းအချက်အလက်တွေကိုပုံမှန်သိရှိနေဖို့အတွက်ကိုကျွန်တော်တို့သတင်းအချက်အလက်တွေစုစည်းနေရပါမယ်ဒီလိုသတင်းအချက်အလက်တွေစုစည်းတဲ့အခါမှာအချမ်းဘတ်စစ်ကောင်စီရဲ့တူးယောင်ယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ချက်တွေကိုစုစည်းရုံများမကကျွန်တော်တို့တော်လန်ရင်အင်အားစုတွေရဲ့ တိမ့်ပိုက်နယ်မြေတွေစိုးမိုးနယ်မြေတွေလွမြောက်နယ်မြေတွေကျယ်ပြန့်လာမှုတွေကိုလည်းကျွန်တော်တို့တွေဒီသတင်းအချက်အလက်တွေစုဆောင်းရမှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့သတင်းချက်လက်တွေစုဆောင်းပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့သတင်းစကားတွေကိုပြန်ပြီးတော့ထုတ်ဖို့ပေါ်ထုတ်ဖို့နဲ့ဖြန့်ချီဖို့ကျွန်တော်တို့မစ်ရှင်တစ်ခုဆောင်ရွက်ရပါမယ်ဒီမစ်ရှင်မှာကတော့ကျွန်တော်တို့တွေကခုနကဆွေးနွေးခဲ့သလိုပဲတော်လိုင်းအင်အားစုတွေက ရရှိသိမ်းပိုက်ထားတဲ့နယ်မြေတွေစိုးမိုးနယ်မြေတွေဒီနယ်မြေတွေကိုကျွန်တော်တို့နိုင်ငံတကာကလည်းသိရှိအောင်ကျွန်တော်တို့နိုင်ငံသားရေးဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွေအပြင်နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ဝန်ကြီးဌာနတွေကနေပြီးတော့ညီလံပေါင်းစုံနဲ့နိုင်ငံနိုင်ငံတော်အစိုးရတွေတင်ကိုလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အစိုးရမဟုတ်တော့အဖွဲ့အစည်းတွေ တော့ပူပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကိုပဲကျွန်တော်တို့သတင်းမစိတ်ပေးရမှာဖြစ်ပါတယ်ဒါမှသာလျှင်အကြံဘက်စစ်ကောင်စီဟာရွေးကောက်ပွဲကိုကျင်းပနိုင်စွမ်းမရှိဘူးသူ့ရဲ့ရွေးကောက်ပွဲရလဟာအလင်းညာသာလျှင်ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြနေမှာဖြစ်ပါတယ်တတိယမစ်ရှင်အနေနဲ့ကတော့တူးယောင်ရွေးကောက်ပွဲမပြုတ်လုံနိုင်မှုအတွက်ကိုစစ်ရေးအုပ်ချုပ်ရေးတရားရေးနီးလန်းနေနဲ့ဟန်တားဖို့ပါပဲ ဒီနေရာမှာစစ်ရေးဆိုတာကကျွန်တော်တို့တော်လှန်ရေးရဲ့အဓိကဆောင်ရွက်ချက်ဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့နေမြေကျေပန့်ကျေပြန့်လာရေးအတွက်ကိုကျွန်တော်တို့တွေတိုက်ခိုက်သိမ်းပိုက်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဟုတ်ဒီတိုက်ခိုက်သိမ်းပိုက်ထားတဲ့မိမိတို့ရဲ့စုံမနေမြေလွမြောက်နေမြေတွေမှာကျွန်တော်တို့အုတ်ချုပ်ရေးညီလန်းအရာကျွန်တော်တို့မိမိတို့ရဲ့တရားဥပဒေစုံမရေးကိုဆောင်ရွက်ထူထောင်ရမှာဖြစ်ပါတယ်။အဲ့ဒီပြ စာကဆာရဲ့လုပ်ရက်တွေကို တားဆီးဖို့စာကဆာရဲ့တရားမဝင်အတူအောင်ရွေးကောက်ပွဲကိုကျွန်တော်တို့တားဆီးနိုင်ရည်အတွက်ကိုလည်းတရားရေးဏ္ဍန်ဘက်ကနေပြီးတော့လည်းကျွန်တော်တို့ဆောင်ရွက်ဖို့အတွက်ကိုစီစဉ်ထားတာရှိပါတယ်။နောက်ကျွန်တော်တို့မစ်ရှင်နံပါတ်၄အနေနဲ့ကတော့မိဖက်အင်အားစုတွေမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ်စီစဉ်များပြုလုပ်ဖို့ဖြစ်ပါတယ်။ဒီနေရာမှာလည်း ကျွန်တော်တို့မြို့သားညညရေးအစိုးရနဲ့လက်တွဲပြီးတော့အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်နေတဲ့အင်အားစုတွေရှိတယ်မိမိတို့နဲ့လက်တွဲပြီးမတော်လှန်တော်လှန်နေမှုမရှိတော့냐လဲသူတို့အစီအစဉ်နဲ့သူတို့စကားဆကိုတော်လှန်နေတဲ့အင်အားစုတွေရှိတယ်ဒီလိုမျိုးလက်နက်ကင်တော်လှန်ရေးတဲ့မပါဝင်တော်လဲပဲနိုင်ငံရေးပါတီတွေတချို့သောအဖွဲ့အစည်းတွေအနေနဲ့ကျမ်းမစစ်ကောင်စီနဲ့မပူးပေါင်းမဲနဲ့ အကြံဖက်စစ်ကောင်စီကိုမထောက်ခံဘဲနဲ့ကျွန်တော်တို့ကိုထောက်ခံအားပေးနေတဲ့ဒီနိုင်ငံရေးပါတီတွေအဖွဲ့အစည်းတွေလည်းရှိပါတယ်။ဒီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ကဒီစက္ကဆရဲ့အကြံဖက်အကြံဖက်စစ်ကောင်စီရဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကိုကျွန်တော်တို့ဆန့်ကျင်တားဆီးနိုင်ရေးကိုလည်းကျွန်တော်တို့မစ်ရှင်တစ်ခုအနေနဲ့စောင်ရွက်လျက်ရှိနေပါတယ်။နောက်ဆုံးမစ်ရှင်ကတော့ကျွန်တော်တို့ဒါဟာဖြစ်တန်စွမ်းတစ်ခုကိုကျွန်တော်တို့တွေ စဉ်းစားပြီးတော့ဒီကိစ္စကိုကျွန်တော်တို့မရှင်ထဲမှာထည့်ထားပါရှိပါဒါအတူရောက်ရွေးကောက်ပွဲပြုလုပ်ပြီးလို့ရှင်ရင်လဲဖြစ်လာနိုင်ခြေရှိတာကတော့အတူအရောင်ငញ្ញံရေးဆွေးနွေးပွဲဖိတ်ခေါ်မှုဖြစ်လာနိုင်ပါတယ်ဒါ60နှစ်အာနာသိန်းတဲ့ကိုကစစ်တပ်ဆက်ဆက်ရဲ့စစ်အုပ်စုရဲ့ လုံထုံးလုံကြီးတွေတစိမ့်တစ်ပိုင်းဖြစ်ပါတယ်ရွေးကောက်ပွဲလုံအာနာသိမ့်မယ်ပြီးရင်အတူကြောင့်ငင်းငင်းဆွေးနွေးပွဲခေါ်မယ်သမဟုတ်အတူကြောင့်ရွေးကောက်ပွဲလုံမယ်ဒီသုံးခုဟာအမြဲတမ်းတန်တရားလဲပြီးတော့ကျွန်တော်တို့ဟာစစ်ဖနအောက်ကခုချိန်ကြီးမထွက်နိုင်ဘူးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအတူကြောင့်တရားမှုရွေးကောက်ပွဲကိုမျက်ချင်မပြတ်ကြည့်ပြီးတော့စန့်ကျင်တားဆီးနေုံနဲ့မလုံလောက်ဖဲနဲ့ အတူအယောင်ငញ្ញံရေးဆွေးနွေးပွဲကိုလည်းကျွန်တော်တို့မျက်ချင်မပြတ်ကြည့်ပြီးတော့ဟန်တားနိုင်ဖို့လိုပါတယ်ကျွန်တော်တို့အခုမြေဦးတော်လန်ကြီးမှာပါဝင်နေတဲ့တော်လန်ရင်အင်အားစုအလုံးဟာစစ်လူလားသူတွေမဟုတ်ပါဘူးနိုင်ငံရေးနီလန်းအရာဘလို့မှဖြည့်ရှင်းလို့မရတော့တဲ့အတွက်ကြောင့်အချမ်းဘက်စစ်အုပ်စုကိုကျွန်တော်တို့သူ့ရဲ့ဖိနှိပ်မှုတွေကိုကာကွယ်တွန်းလှန်နေတဲ့တရားတော်စစ်ကိုဆင်နွှဲနေတာဖြစ်ပါတယ် ကျွန်တော်တို့အားလုံးဟာငင်းငင်းရေးလိုလားသူတွေဖြစ်တယ်စစ်ကိုမလိုလားတဲ့သူတွေဖြစ်တယ်ဒါကြောင့်ငင်းငင်းရေးဆွေးနွေးပွဲဆိုတာကိုငင်းငင်းရေးကိုကျွန်တော်တို့ကလိုလားပါတယ်သို့တော်လည်းပဲအကြမ်းဖက်စစ်ကောင်စီဟာစစ်အုပ်စုရဲ့ဆက်ဆက်သော လုံထုံးလုံနီးတွေအတိုင်းပဲအတူရောင်ရွေးကောက်ပွဲတွေအတူရောင်ငင်းငင်းရေးပွဲတွေနဲ့တစ်ဖက်မှာတော်လိုင်းအင်အားစုတွေဒီမိုကရေစီအင်အားစုတွေကိုချွေးသိပ်ပြီးတော့တစ်ဖက်မှာတော့သူ့ရဲ့ လူသူလက်နက်အင်အားစုဆောင်းတာတွေကိုလုတ်ပြီးတော့အားပြေလာတာနဲ့တပြအမြပြန်ပြီးတော့ခြေမုံဖြက်စီးဖို့အတွက်ကိုရည်ရွယ်မှုကတော့သူ့မှာရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ mission number 5အနေနဲ့အတူအောင်ရွေးကောက်ပွဲနောက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့အတူအောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်လို့အတူအောင်ရွေးကောက်ပွဲမတိုင်ခင် ဖြစ်လာနိုင်ခြေရှိတဲ့အတူအောင် ငင်းငယ်ရေးဆွေးနွေးပွဲဆိုတာမျိုးကိုလည်းကျွန်တော်တို့တွေမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့ဒါကိုဒါဟာအတုအဆောင်ဆွေးနွေးပွဲဖြစ်ကြောင်းကိုကျွန်တော်တို့ပြည်သူလူထုနဲ့နိုင်ငံတကာကိုတင်ပြဖို့လည်းလိုပါတယ်တကယ်တမ်းစကားစအနေနဲ့အချမ်းပဲစစ်ကောင်စီအနေနဲ့ငင်းငယ်ရေးကိုလိုလားတဲ့တိုင်းပြည်တည်ငြိမ်ရေးကိုလိုလားတဲ့ဆိုလို့ရှိရင်အင်မတန်လွယ်ကူတဲ့ဏီလန်ရှိပါတယ်အရသာအစိုးရ ကိုအာနာအနှင်းပြီးတော့စစ်တပ်ဟာစစ်တမ်းရောင်းကိုပြန်လို့ရှင့်အရာအလုံးငြိမ်းချမ်းပြီးတော့အလုံးဟာတည်ငြိမ်သွားမှာဖြစ်ပါတယ်စစ်ကောင်စီကဒီလမ်းကြောင်းကိုမရွေးချယ်ခြင်းနဲ့အတွက်ကြောင့်ဒီလမ်းမျိုးစုံနဲ့သူဟာသူ့ရဲ့ထွက်ပေါက်ကို ရှာကြံပြီးတော့သူ့ရဲ့ရေရှည်စစ်အာဏာကိုယာတပ်ပံဆွဲကင်ထားရေးအစီအစဉ်တွေကိုသူဆက်ပြီးတော့ချမှတ်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကဒီ အတူရောင်ရွေးကောက်ပွဲဟာပါမန်ရွေးကောက်ပွဲများမဟုတ်ဘူးဒီမိုကရေစီရဲ့လုံထုံးလုံးကြီးရွေးကောက်ပွဲများမဟုတ်ဘူးစစ်အာဏာကိုသက်ဆိုးရှည်စီမဲ့ညက်လက်ပြတဲ့ရွေးကောက်ပွဲဖြစ်တယ်တူရောင်ရွေးကောက်ပွဲဖြစ်တယ်တရားမဝင်ရွေးကောက်ပွဲဖြစ်တယ်ဒီရွေးကောက်ပွဲကနေထွက်လာတဲ့ရလတ်ဟာလည်းဂုံတိတ်ခါရှိတဲ့ရလတ်ဖြစ်လာမှာမဟုတ်ဘူးနိုင်ငံတကာကလည်းလက်မခံနိုင်အောင်လို့ကျွန်တော်တို့တွေစူးစမ်းဖို့လဲလို့တယ်အခုချိန်ကြီးလည်းကျွန်တော်တို့ရဲ့စူးစမ်းမှုကြောင့် ဒါအားလုံးလည်းတည်ပြီးဖြစ်ပါတယ်နိုင်ငံတကာအကနေပြီးတော့လဲစက္ကစရဲ့အကြံဘက်စစ်ကောင်စီရဲ့ဒီဒုကြောင့်တရားမှုရွေးကောက်ပွဲကိုလက်မခံနိုင်ဘူးဆိုတဲ့အတန်ဒီလဲကြဲကြဲလောင်လောင်ထွက်ပေါ်လာပြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့လက်ရှိရပြီးသားရလက်ကိုသာလျှင်အတင်းတိမ်သေးပဲနဲ့ကျွန်တော်တို့ကဒီမြမမြေပေါ်ကနေပြီးတော့ စစ်အာဏာရှင်စနစ်လုံးဝပပျောက်ရေးအတွက်ကိုကျွန်တော်တို့တွေဆက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်ရတဲ့ဆောင်ရွက်တဲ့အခါမှာအစိုးနဲ့ဆက်ရင်းတဲ့နိုင်ငံတကာကိုကျွန်တော်တို့မြို့သားညညရေးအစိုးရကနေပြီးတော့သတင်းစကားတွေပါဖို့တန်တမန်နီလန်းအရာဆောင်ရွက်ဖို့ဆိုတာတွေကိုကျွန်တော်တို့နိုင်ငံရေးဝန်ကြီးဌာနဒီဗီဇာယာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအပါအဝင် မြန်မာညီညွတ်ရေးအစိုးရရဲ့နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ဝန်ကြီးဌာနတွေအနေနဲ့စ조사ဆောင်ရွက်လျက်ရှိနေကြောင်းကျွန်တော်အနေနဲ့တင်ပြလိုပါတယ်ဒီနေရာမှာတဆက်ဆက်တဲ့တင်ပြရလို့ရှင်တော့ကျွန်တော်တို့အလုံသမားဝန်ကြီးဌာနအနေနဲ့လည်းအပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ကနေပြီးတော့အချမ်းဘတ်စစ်ကောင်စီကိုအရေးယူနိုင်ရေးကိုလည်းကျွန်တော်တို့စ조사နေပါတယ် ဒီလိုစ조사တဲ့အခါမှာအကြမ်းမဲ့စစ်ကောင်စီရဲ့အတုရောင်ရွေးကောက်ပွဲကိုလက်မခံနိုင်ရအတွက်ကိုပါကျွန်တော်တို့တွေ조사ကြပါတယ်ဒီလိုစ조사တဲ့အခါမှာမြို့သားညညွေအစိုးရအလုံသမားဝန်ကြီးဌာနဥဆောင်တဲ့သုံးဝင်ဆိုင်ကိုယ်စားလှယ်အဖွဲ့ပေါ့အလုံသမားဝန်ကြီးဌာနအစိုးရကိုယ်စားလှယ်နောက်အလုံရှင်ကိုယ်စားလှယ်အလုံသမားကိုယ်စားလှယ်ဒီလိုမျိုးကိုယ်စားလှယ်တွေပါဝင်တဲ့သုံးဝင်ဆိုင် အဖွဲ့ကျွန်တော်တို့ဖွဲ့စည်းပြီးတော့စီဝေးတွေမပြတ်ကျင်းပါပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ကြိုးစားတိုက်တွန်းနေပါမယ်ခုဆိုလို့ရှိရင်နိုင်ငံတကာအလို့သမားအဖွဲ့စည်းတွေအနေနဲ့မြို့သားညညွေအစိုးရကိုထောက်ခံကြောင်းစစ်တပ်ရဲ့အချမ်းဘက်စစ်ကောင်စီရဲ့အထူးရောင်တရားမဝင်ရွေးကောက်ပွဲကိုလက်မခံကြောင်းကိုအချို့သောအလို့သမားအဖွဲ့စည်းတွေကသူတို့ရဲ့ညီလာခံတွေကနေပြီးတော့ကိုဆုံးဖြတ်ချက်တွေချမှတ်ခဲ့တယ်လို့ နိုဘယ်ကမ်ပိန်းနဲ့ပြုလုပ်ပြီးတော့လေသူတို့ရဲ့သဘောထားကိုထုတ်ဖော်ပြတာနေပါပဲဒါကြောင့်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့လေမျိုးသားညီညွတ်အစိုးရအနေနဲ့စကားဆိုင်ရဲ့အတူကြောင့်ယူကောက်ပွဲကိုလက်မခံဖို့အတွက်နိုင်ငံတကာကိုတိုက်တွန်းရုံနဲ့မဟုတ်ပဲကျွန်တော်တို့ရဲ့ဒီမျိုးဥတော်လည်ရေးကိုအမြန်အောင်မြင်ပြီးမြောက်စေရေးအတွက်ကိုတန်တမန်နီးလန်းနေမကအခြားသော နိုင်ငံတကာနဲ့ညီလန်းပေါင်းစုံပေါင်းကျင့်သုံးပြီးတော့ကျွန်တော်တို့တွေကြိုးပမ်းဆောင်ရွက်ရရှိနေကြောင်းတင်ပြဆွေးနွေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်